ပန်းစပယ်ဩနန်းလဲမဘောကရမို့အလိုက်တော်တန်တင့်ယုံပါခံဝင်ကိုကုန်းရတယ်ကန္နဝင်ဆိုတော်ကြီးဦးတွန်သေးသိန်းသာရဲ့နော်တခြင်းနဲ့ခံဝင်ကိုကုန်းရတယ်ဆိုတဲ့ဒီမှာခံသီးလေးတွေပေါ့နော်ခံသီးလေးတွေကိုဒီမှာထူးထူးခြားခြားလေးအနေနဲ့ဒါအများအားဖြင့်တော့မတိတူကတော့ပူပြီးတော့များမယ်ပေါ့နော်ဒီမှာတခြားလေးအနိကကလေးခံသီးလေးတွေကိုကျွန်တော်က ကြောပြပေးမှာပေါ့နော်။ဟောတော့ဒီအချိန်မှသာရတာလေခံသေးရကြတော့အခုဒီဥစ္စာဆိုလို့ရှိရင်ကျွန်တော်ဒါနှုတ်သေးတာပေါ့နော်။သူ့ထဲဒီလောက်လောက်ပေါ့နော်ကျွန်တော်ဒီတလက်မလောက်ပေါ့နော်။တလက်မလောက်ထိအတိရရှိပါတယ်။သူ့ရဲ့အရသာကကြတော့ဘလို့ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့မယန်းသီးနဲ့ခတ်ဆင်စင်ပေါ့နော်မယန်းသီးလောက်တော့လုံးဝမချင်ဘူးနော်ဟိုဘလို့ကြောင့်တူတယ်လဲဆိုလို့ရှိရင်ဒီမှာလေ तू ကထဲထဲအစီလေးတွေကိုထုတ်ရတာချင်းတူတယ် အဲဒီလိုလေးတွေထုတ်ပေးတာပေါ့ဒါကကြတော့ဟိုနှုတ်တဲ့အတွက်အစီရေလို့လုံးလုံးထွက်မသွားတာပေါ့နော်အဲရင့်နေလို့ရှိရင်သူအစီနေရာနေပြီးတော့သူအဲ့လိုမျိုးထွက်ထွင်လို့ရတယ်ပေါ့ဒီအဲ့လိုလေးထွင်ုံလေးနဲ့တင်ကျွန်တော်ဒီမှာဘေးသားလေးမှာဆိုလို့ရှိရင်အဖြူအနှစ်ကလေးတွေနော်အာအဖြူနှစ်ကလေးတွေဒါအမှာပေါ့အစီပေါ့နော်အစီလေးတွေထွက်လာတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီပုံစံလေးတွေတိုင်းလိုက်ပြီးတော့ထုတ်မယ်ဟလာအစီလေးထုတ်ပြီးတော့ကြာလို့လဲ နောက်ထပ်ဘယ်လိုတွေလုပ်မယ်ဆိုတာလည်းတစ်ချက်လိုက်ကြည့်ပေးပါဦးเนาะဒီအခုကတော့ဒီလိုလေးပဲထထရအစီလေးတွေကိုထုတ်သွားပေးပါမယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်ခန်းသီးလေးတွေကိုအစစ်ထုတ်ပြီးသွားပြီပေါ့နော်အဲဒီထဲကိုစားလေးဒါလောက်ကလေးပဲထည့်လိုက်မှာပေါ့နော်အဲစားလေးထည့်ပြီးသွားလို့ရှိရင် ခန်းလေးမှာရှိနေတယ်ကျွန်တော်တို့အစီးတွေရဲ့အခြေနဲ့ကလေးတွေပေါ့သွားစေဖို့အတွက်ကအခုလိုလေးစုံနေပေးရပါမယ်ဒါဒီလိုလေးတော့စိတ်ရှိရှိလေးနဲ့နော်စိတ်ဝင်သွားအောင်နော်အစည်းတွေထွက်ကုန်အောင်နောက်တစ်ခါကျတော့အချင်းတက်ကလေးတွေရော့သွားအောင်ကျွန်တော်တို့ကနည်းပေးရပါမယ်။ လဲဒါလေးပြီးသွားပြီဆိုတော့ဒီထဲကိုရေကအဲ့နှစ်ထပ်သုံးတက်လောက်ကျွန်တော်တို့ကဆေးလိုက်ပါမယ်။ ဲဒါဆိုရင်အတန့်ဆေးပြီးသွားပြီအဲ့ထဲလေးကိုပဲကျွန်တော်တို့ကနော်အချိုးမုံလေးထဲကြောင်ဆောင်းပြီးတော့နှက်ထားမယ်နောက်တစ်ခါစားလေးပပထည့်ပါမယ်ထည့်ပြီးသွားရင်လည်းဒီလိုလေးမြှထားပြလိုက်ပါမယ်နော် ဲခန်းသီးလေးစပြီးတော့ကြော်တော့မှဆိုတော့ကြတော့သူ့ထဲမှာထည့်ဖို့အတွက်ကအဓိကပါဝင်ပစ္စည်းလေးရတော့ကျွန်တော်တို့ဒီမှာဒုံးကြောက်ပေါ့နော်ဒုံးကြောက်ကလေးကိုအစကတည်းကတည်းကရေစိမ့်ထားပါမယ်ရေစိမ့်ပြီးတော့လဲကျွန်တော်တို့ကထောင်းမှာပေါ့နော်ထောင်းတဲ့အခါမှာကြတော့လဲလုံးဝအညက်ကြီးထိမဟုတ်ဘဲနဲ့နော်မညက်တဲ့ညက်ကလေးထောင်းမှသာပို့ပြီးတော့အရသာကရှိတာပေါ့နော်နောက်တစ်ခုကကြတော့ပုံမှန်ကျွန်တော်တို့အညာထမင်းဟဲ့မြမထမင်းအတွက်ကဒီမှာကြက်တုံးအဖြူနေလေးစီတတ်ပါမယ် နောက်တစ်ခုကငပိထည့်ပါမယ်နော်ကဲစပြီးတော့ဒါလေးကိုထောင်းလိုက်ပါဦးမယ်နော်မယ်လေအညက်ကြီးမဟုတ်ဘူးဒီနေထားလောက်ကလေးပဲပေါ့နော်ဒီမှာထားလောက်ကလေးပဲထောင်းမယ်ကဲအဲ့ဒါဆိုတော့စပြီးတော့ကြော်ပါပြီဗျာ ဆေးရတော့တမန်ထက်ကျွန်တော်ကတော့ပိုးပြီးတော့သုံးပါတယ်เนาะအကျော်ဖြစ်တဲ့အတွက်ကစနမောင်းလေးထည့်ပါမယ်ပြီဆိုတော့ကျွတ်တော့နေလေးစပြီးတော့ထည့်ပြီးကြောပါမယ် ဲစက်သွန်နီလေးကနွမ်းလာပြီဆိုတော့ကျွန်တော်တို့စက်သွန်ဖြူလေးထည့်ပါမယ်ဖြူရောနီရောနွမ်းလာပြီဆိုတော့ကျွန်တော်တို့ကငပိထည့်ပါမယ် သေးကဒီအလုံးလေးခြေသွားတယ်ဆိုလို့ရှိရင်သူကကြက်ပါပြီနော်ကြက်ငပိလေးလည်းကြက်ပြီဆိုတော့ကြတော့ကျွန်တော်တို့ကဒီထဲကိုစောစောလေးကစားချုံမုံနေထားတဲ့နော်ခန်းသီးလေးတွေထည့်ပါမယ်အန်ဒီလေးထည့်ပြီးသွားလို့မကြတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာလဲစောစောလေးကထောင်းထားတဲ့ ုံးကြောက်ကလေးတွေကိုထည့်ပါမယ်ဒါခန်းသီးလေးတွေလို့သွားအောင်เนาะကျွန်တော်တို့ကရေလေးတော့ထပ်ပြီးတော့ဆွတ်ပေးရတာပေါ့เนาะဒါမှမဟုတ်မဆွတ်ခင်အနေထားလေးမှာเนาะ မျိုးသီးခွဲချမ်းလေးထည့်လိုက်ပါမယ်။အဲဆောစောလေးကငပိကြော်တဲ့အချိန်မှာလည်းနော်မျိုးသီးလေးကိုတစ်ခါတည်းရောကြော်လို့လည်းရပါတယ်။အဲကျွန်တော်ကဒီနေထားလေးကြမှာပဲထည့်လိုက်ပါမယ်။နောက်တစ်ခုကအယောင်လေးလှသွားစေဖို့အတွက်ကနော်အယောင်တင်လေးလည်းနည်းနည်းထည့်လိုက်ပါမယ်။ ီနေရာကျမှကျွန်တော်တို့ကအရသာအတွက်ချုံမုံလေးကိုချုံမုံလေးထည့်လိုက်မယ်နော်ငါပြည့်လဲပါထားတဲ့အတွက်စားလဲနော်တတိပဲထည့်လိုက်ပါမယ် ဲရှည်လေးနည်းနည်းဆွတ်လိုက်ပါမယ်နော်ဒီနေ့ထားနေစပြီးတော့အနမ်းလေးကလည်းမှုကျန်လာပါပြီ။ ျွန်တော်တို့ကဒီတိုင်းလေးเนาะဒီမှာမီးအေးအေးလေးနဲ့အထက်အောက်ကလေးလှန်လိုက်သေချာအောင်မှုေးပေးလိုက်တော့ကြတော့เนาะအခုဆိုလို့ရှိရင်စီလေးပဲကြံပါတော့တယ်เนาะနောက်တစ်ခုကခန်းသီးလေးတွေကလည်းဒီမှာအားလုံးကရှုံ့သွားပြီးတော့နုဤလာပြီဆိုတော့ခဏနေလို့ရှိရင်เนาะကျွန်တော်တို့တွေစားပါတော့မယ်ခင်ဗျာအားလုံးပဲစားကြပါဦးအဲစားကြပါဦးရှင့်အဲ့လိုလေးတော့လောက်ပါဟဲ့ ကဲအားလုံးစားကြပါအောင်နော်ဒီနေ့ချက်ဖြစ်တာကြော်ပြစ်တာလေးရတော့ကျွန်တော်တို့ခံသေးပါနော်ခံသေးကြော်လေးပါဒီမှာခံသေးကြော်လေးရဲ့နောက်တစ်ခုကဒီမှာကလပဲဟင်းချူလေးရဲ့နောက်ဒီမှာကစတားကြော်လေးရဲ့ပါနော်ကဲဆွဲကျင်နေတာပြီဆိုတော့ဒီကဥဖြတ်တာယူပေးပါမယ် guarda un po' qua guarda ti scrive non te la stessa rimane no te la stessa lo già dire che lo vedi 老刘，那不买那菜子？别别有没有菜子、嗯？嗯 Chà ta rô tu rè a đông như thế mi nữa, Đi à nị bi yo. Let go. Chà đi đi mà bè đi làm nhai chả mà gì, Nó, chà nó mà lẽ a lô. Ờ mư ra. Ừ. Rồi, rồi. 六三三八三，一三，对、啊，还还有，嗯，一九三八，嗯，还还有嘞。 nhẹ hơn rồi nhẹ nó khi vậy rồi thì xin chi nhớ gì đó mình đưa cho ta thì việc giặc con luôn nhớ sẽ lấy đó mà mình cho ta mình vào nó xem đi nha nhớ sao luôn không န်ဒီရဲ့အရာသားကြလေမယန်းဒီလောက်မချင်ဘူးနော်သူကကြတော့နည်းနည်းဟိုချင်းချင်းအောင်စောင်းတဲ့ပုံစံမျိုးလေးနေလားအဲ့လိုပုံစံမျိုးလေးနဲ့ဟိုရှာပေါ်မှာလည်းအရင်ဆွဲမနေဘူးခဏလေးပဲချင်းတယ်နောက်ပြတော့ပျောက်သွားတယ်ရန်ကော့ Mm. ဒါအခုလိုမျိုးเนาะကုံကြစိတ်ကလည်းတက်တာတယ်ထမင်းလဲစားလို့အရမ်းမိန်တယ်အခုလိုမျိုးဟင်းလေးကိုချက်စားကြည့်ပါလို့เนาะအခုလိုမျိုးじゃဗာဟင်းလေးလဲဆိုရင်ကျွန်တော်တို့အညာလေးသားရဲ့ယာဒီပေါ်ခန်းသီးကြော်လေးပါเนาะလှုပ်စားကြည့်ပါလို့ပြောရင်းနာမယ်အားလုံးလှုပ်ဆက်ပါတယ်ခင်ဗျာ